်အဲ့လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ကြည့်ရမယ့်ဗီဒီယိုလေးကမြန်မာနိုင်ငံမှာလူတွေစပြီးတော့ကျင့်သုံးနေတဲ့လင်သူပေါ့နော်ယောက်ျားချင်းယောက်ျားချင်းယူမိန်းမမိန်းမချင်းယူပေါ့နော်အဲ့လိုပြဿနာလေးပေါ့အဲ့လိုလေးတော့အခုကတော့ပြဿနာတော့မဟုတ်ပါဘူးဟိုအခုမြင်နေရတဲ့အဖိုးနဲ့ဘွားရဲ့ตาဆုံးမလားတမီးဆုံးမလားပေါ့နော်သူကပါသွားတာဆိုတော့ ဆိုတော့သူတို့မိဘကဘယ်လိုခံစားသလဲပေါ့နော်ဆိုတာဒီဗီဒီယိုထဲမှာဒီအမတယောက်ကရှင်းပြထားတယ်ပေါ့နော်အမတယောက်ကကောင်းကောင်းလာပြောသွားတယ်ပေါ့နော်ဆိုတော့အခု ပြောထားတဲ့ဗီဒီယိုဖိုင်လေးကိုကြည့်အောင်အာအေးဆောက်ကားလေသူအပတ်ပဲမဟုတ်ဘူးတမီပြောမယ်နော်မိန်းကလေးမဟုတ်ဘဲနဲ့တကယ်လို့သူယူလိုက်ရောအဖေမီတို့လက်ခံပါမလားသူအဲ့ဒါစိတ်ဖူလို့ပေါ့ ตุตุตบอระตุไปแต่แม่อเมรุตบอตุดาไปมั้งล่ะตบอตุอธิกะก็ตบอตุดาอ่าตะมีเยอะขึ้นน่ะอภิธีมาเนาะตะมีอธิกะเยอะขึ้นน่ะก็อาชิมายอกตาเมม้าสู่ล่ะไม่สั่นเนาะพี่ๆมาตุตากะอ่าอะชอกอะชอกโกอะชอกมากูอยู่กูปี้ไล่ดาบ่เนาะปู่ซาကျွန်တော်လည်းခုမှကြည့်တယ်ဆိုတော့မသိသေးဘူးအဲတူတာကအချောက်မကိုယူလိုက်တာဆိုတော့ဒီမိဘက မိဘရဲ့ခံစားချက်လေးပေါ့နော်ဘလို့ဖြစ်လဲဆိုတာကျွန်တော်စစ်ကြည့်အောင်ကိုသားတယောက်ကယောက်ျားတယောက်ကိုမိမဖြစ်ယူလိုက်မယ်ဆိုလို့ရှိရင်သင်ရောဘလို့ခံစားမလဲအဓိကသူတို့နေရာချစ်ဖို့ပဲတယောက်နဲ့တယောက်နားလဲဖို့ပဲပေါ့နော်ဒါကတော့ဘယ်မိဘမဆိုတိတယ်တမီးနားလဲတယ်ဒီလိုမျိုးဆိုတာတဘောမတူဘူးဟို လာဘလဲခုံးလို့လည်းမခုံးလို့ဘောနော်ဒါတမီတိတယ်နားလေဒါမင်း तू อ่ะဒီလိုမျိုးချစ်တာဟုတ်ပြီပြည့်ဒီလိုမျိုးချစ်တာတော့ပြည့်ပြည့်อ่ะအဲ့လိုခုံးလို့မှ तू ပြန်လာမှာဟောအဲ့ဒါဘယ်လိုဝချစ်တာတော့ချင်းလား तू ရည်စားလေအေးဘယ်လိုလဲ तू ရည်စားတော့တမီတို့လိုပုံစံပဲလေอืมတော်တော်စိတ်ပြတ်ဖို့ကောင်းတယ်တော်တော်စိတ်ပြတ်ဖို့ကောင်းတယ်နော်ကျွန်တော်မုန်းရင်လည်းမုန်းပါစေနော်ဒါမဲ့ကျွန်တော်တော့အာစိတ်ထမရှိတဲ့အတိုင်းကိုကျွန်တော်နည်းနည်းပြောခြင်းလို့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နော်ဒီအရာကဘာတိုင်းနဲ့အရင်ပြောမယ်ဆိုလို့ရှိရင်ဘယ်ဘာသာမှမစုံမကြိုက်ဘူးဘယ်ဘာသာမှမစုံမကြိုက်ဘူးအဖိုးနဲ့အဖိုးအမနဲ့အမဆိုတာကဘယ်ဘာသာဘယ်လူမှုရေးကမှ မကြိုက်တဲ့အရာဖြစ်တယ်နော်အခုဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းအဲ့လိုမျိုးတဖြည်းဖြည်းနဲ့များလာပြီပေါ့နော်အရင်တော့ဆိုလို့ရှိရင်ထိုင်း ထိုင်းမှာထိုင်းမှာရန်ခစ်စားလာတဲ့ထိုင်းပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံကိုစီလာတယ်ပေါ့နော်အခုလိုမျိုးခစ်မှာတော့တော်တော်ခစ်ကရန်ဆိုးနေတယ်ပေါ့နော်ရန်ဆိုးနေတယ်ဆိုတော့အဖူနဲ့အဖူအမနဲ့အမအဲ့လိုမျိုးကြိုက်တယ်လို့နေကြတယ်နော်ကြိုက်တယ်လို့နေကြတဲ့အချိန်မှာအခုကျွန်တော်တို့မြန်မာနိုင်ငံဆိုလို့ရှိရင်နော်တကယ်ဗုဒ္ဓဘာသာနိုင်ငံလို့လည်းပြောလို့ရတယ်နော်ယဉ်ကျေးမှုကိုအဓိကထိန်းသိမ်းထားတဲ့နိုင်ငံတဲ့နိုင်ငံလို့လည်းပြောလို့ရတယ် တော့ကျွန်တော်တို့ယဉ်ကျေးမှုကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ယဉ်ကျေးမှုမှာမင်္ဂလေးချင်းကြိုက်ပြီးတော့မင်္ဂလေးချင်းအိမ်ထောင်ကြတယ်ဆိုတာကလည်းเนาะတကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်အဲ့ဒါကကျွန်တော်တို့ရဲ့ယဉ်ကျေးမှုမှာလည်းမရှိဘူးကျွန်တော်တို့ဘာသာကြီးမှာလည်းမရှိဘူးအခုဟာကျတော့ကျွန်တော်တို့ဘာသာကျွန်တော်တို့လူမျိုးကျွန်တော်တို့နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့လည်းလုံးဝမကိုက်ညီဘူးလို့ကျွန်တော်ပြောချင်တယ်ပေါ့เนาะအဲ့ဒါကြောင့်မို့အာအဲ့လိုပြောတဲ့အခါမှာအဲ့လိုမျိုး LGBT တွေကကျွန်တော်တိုက်ခိုက်နေတာတော့မဟုတ်ဘူး တိုက်ခိုက်နေတာမဟုတ်ပေမဲ့မကြိုက်ဘူးတကယ်တမ်းပြောမှဆိုရင်ကျွန်တော်လည်းမကြိုက်ဘူးကြိုက်တယ်လို့တော့ကြိုက်မှာပေါ့ဒါပေမဲ့ကျွန်တော်ကျွန်တော်ရဲ့အခန်းစားချက်ကိုကျွန်တော်ရဲ့ခံယူချက်ကိုကျွန်တော်ပြောတာပါကျွန်တော်တော့မကြိုက်ဘူးယောက်ျားဆိုရင်မိန်းမယူရမှာပဲမိန်းမဆိုရင်ယောက်ျားယူရမှာပဲနော်ဆိုတော့ယောက်ျားကဘယ်တော့ပဲချောချောဘယ်တော့မှမင်္ဂလေးမဖြစ်နိုင်ဘူးမင်္ဂလေးလို့ပြောင်းပြီးတော့မင်္ဂလေးပုံစံနေတာပဲနော်မင်္ဂလေးမဟုတ်ဘူးအဲ့ဒါကယောက်ျား နော်ဘုရားဖန်ဆင်းတော့ယောက်ျားအဖြစ်ဖန်ဆင်းတယ်ဆိုတော့ तू ဘယ်လိုပဲသူ့ရဲ့အာပစ္စည်းကိုဘယ်လိုပဲလဲလဲဘယ်လိုပဲချိန်ချိန်နော် तू ဖန်ဆင်းတာဘုရားဖန်ဆင်းတော့ယောက်ျားလိုပဲဖန်ဆင်းတာဘာစိတ်ကူးတွေပေါက်ကြတာလဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ကျွန်တော်တို့နိုင်ငံခြားသားကားတွေကြည့်များလို့လားတော့မသိဘူးအဲ့လိုမျိုးစိတ်ကူးတွေပေါက်ကြတယ်ဒါပေမဲ့ကျွန်တော်အဖြစ်တော့မဆူလို့ပါဘူးကျွန်တော်ရဲ့ကျွန်တော်မကြိုက်ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ပြောတာပေါ့နော်ဆိုတော့အဲ့ဒါမျိုး အချောက်တွေလည်းအယံပေါ်တယ်နော်ဘယ်နိုင်ငံမှာဆိုအဲ့လိုမျိုးပေါ်တယ်ပြောရမယ့်ဆိုတော့ဒီအချောက်တွေကအာဒီထဲမှာပါတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ခုနားလည်ပေးကြပါဒီကကြည့်ရှုနေတဲ့အထဲမှာပါတယ်ဆိုလို့ရှိရင်နားလည်ပေးကြပါအချောက်တွေဆိုလို့ရှိရင်မင်္ဂလိတွေထက်နော်မင်္ဂလိတွေထက်အများကြီးတာတယ်မင်္ဂလိတွေထက်အများကြီးတာတယ်ဆိုတော့ကယောက်ျားရဲ့ခံစားချက်ကိုယောက်ျားကတည်တယ် ယောက်ျားဘယ်လိုကြိုက်တယ်ဆိုတော့ယောက်ျားကတည်တယ်နော်အဲ့ဒါကြောင့်မလို့ယောက်ျားတယောက်ရဲ့စိတ်ကိုယူဖို့ဆိုတာရဲ့အေးအေးဆေးဆေးဥပမာကျွန်တော်ရဲ့ခံစားချက် ကျွန်တော်မင်းကလေးဘယ်လိုပုံစံကြိုက်တယ်အဲ့လေမင်းကလေးဘယ်လိုမျိုးကြိုက်တယ်နော်ဘယ်လိုမျိုးအပြောအဆိုကြိုက်တယ်ဆိုတာကကျွန်တော်ရဲ့ခံစားချက်ကိုကျွန်တော်အတိဆုံးပဲဆိုတော့ယောက်ျားတယောက်ကယောက်ျားရဲ့ခံစားချက်ယောက်ျားလေးတယောက်ရဲ့ခံစားချက်ကိုကောင်းကောင်းသိတယ်အဲ့ဒါကြောင့်မလို့ ဒီအချောက်တွေကယောက်ျားလေးတွေကိုရနိုင်တယ်ဆိုတာကနော်ယောက်ျားလေးတယောက်ကသူ့ရဲ့စိတ်တိုင်းကြအလိုလိုက်လာပြီဆိုလို့ရှိရင်အေးအေးဆေးဆေးပါသွားတတ်တယ်အဲ့ဒါကြောင့်မို့နော်အဲ့ဒါကြောင့်မို့တတိထားကြပါတတိထားကြပါဆိုတာကကိုကတကယ်ယောက်ျား ဟုတ်တယ်ဆိုလို့ရှိရင်မိန်းမကိုပဲယူပါအဲ့ဒါကလူမှန်နေရာမှန်ဖြစ်တယ်အခုပါသွားတဲ့ ယောက်ျားလေးပေါ့နော်ဘာတို့ရဲ့ယောက်ျားလေးရဲ့မိဘရဲ့ခံစားချက်ကိုခံစားကြည့်လိုက်ကိုယ်ခံစားကြည့်လိုက်ခမားသားလေးတယောက်ကမိမယူတယ်ဆိုလို့ရှိရင် ခမားအယံပျော်မှာနော်ဒါပေမဲ့ခမားသားချောချောလေးတယောက်က အချောက်ကိုတွားယူရင်ပျော်မလားစဉ်းစားကြည့်နော်စဉ်းစားကြည့်နော်အဲ့ဒါကြောင့်မလို့မိဘတွေကလည်းကိုယ့်ရဲ့သားသမီးတွေရဲ့အချင်းဒီသားသမီးတွေရဲ့ရှေ့ရေးကိုလည်းကြည့်ပေးသင့်တယ်ပေါ့နော်လေလာသင့်တယ် ။ဒါအကြီးစားရှိလားဘသူနဲ့ချစ်လဲပါ냐ဆက်စုတာတော့မဟုတ်ဘူး။အမြဲတမ်းတိတင့်တယ်နော်။ဆက်စစ်ကြည့်အောင်ဘာဖြစ်လာမလဲဆိုတော့အဲ့ဒါဘီဘီတို့သဘောတူလားဗော။အတော့သဘောတူတယ်ဗျ။ตุเปลี่ยนลายเองพี่อ่ะตะเกลอตุกามาเลยปาลายเองเหรออภิลายป้าบ่ปายันป้าบ่ตุตุใจตุอยู่ป่ะตุอยู่บ่ตะบออภิมีรใจตัวเองตั้นไหนมุเลยเนาะป่าตัวอยู่เลยตุตาป่าตัวอยู่สรอภิมีก็ไหนเนาะ မဲနော်မဆိုးဘူး။ तू အဲ तू အောင်သွေးလေးလားမသိဘူးနော်။ဒီကောင်မလေးအောင်သွေးလေးလားမသိဘူးနော်။သူတို့အချမ်းမှာဘာမှမဖြစ်အောင်ပေါ့နော်။အဲလာပြောပေးတာစီလေးလားတုတ်ပေးတာချောသွားအောင်။တောက်တာကဘာလဲအဖေသဘောမတူမှာဆိုလို့ तू မပြန်လာရဲဘူး तू လည်းငိုနေတာပဲအဖေတို့လိုပဲ။ဘာလို့လဲဆိုတော့ကြောက်ကြောက်တယ်ကိုအမေကိုခဲစကားပြောရမယ်။ဟုတ်တယ်လေခါမစက်ကားလို့ပြောဘူးဒါမှမဟုတ်သူ့မပြောဘူးဆိုတာ तू ကအခုယူထားတဲ့မိန်ကလေးက မင်းကလေးအစ်စ်မဟုတ်ဘူးလေအဖေရဲ့တိတယ်မလားဒါရွာသူရွာသားပန်ဝင်းချင်းပြောမယ်ဆိုတာတိတယ်ဒါပေမဲ့အဓိကမိဘမပြောဘူးပဲလေမိဘမိဘနားလဲပင်းရဲ့အာရည်ပဲကြည်ချင်တယ်အောင်မြင်တယ်ယူပြီးလားမိဘနဲ့ယူပြီးလေဖေရဲ့တိုင်ပေးရမယ်မိဘနဲ့ယူပြီးဒါပေမဲ့အဖေတို့မပြောပြဘူးအလိုမျိုးမပြောပြရဲဘူးအဖေမိစိတ်စင်းရဲမှာဆိုလို့သူတူတူတိတ်တိတ်ပဲဒီလိုပဲနေပေးလိုက်တယ်အဲ့လိုမျိုး ဒါတကယ်လို့သူခေါ်ပြန်လာခဲ့ရောအဖေလိုလားအမေလိုလားပြန်လာတယ်ပြန်လာခဲ့ဟိုတူတူအေးစစ်စစ်ပဲပြောကြပါတော့ပြီနော်ဟိုရမ်းမချတယ်ပေါ့အခုခေတ်လဲဒီလိုမျိုးဆိုတာလဲများလာပြီလေပြပြရဲ့လောကမှာအဲ့ဒါမျိုးတွေလဲအများများလာပြီဆိုပြီးတော့မဟုတ်မမှန်တဲ့နီလန်းတွေမဟုတ်မမှန်တဲ့တွင်တင်ချက်တွေမဟုတ်မမှန်တဲ့လမ်းပြမှုတွေကို လာမချပြပါနဲ့နော် ဲ့ဒါကလူမဟုတ်တဲ့တိရစ္ဆာန်အုံတော့ရှိတဲ့ကောင်တွေရဲ့အလုပ်ဖြစ်တယ်။လူဆိုလို့ရှိရင်ဒီလိုမျိုးလုံးဝမနေဘူး။ဒီလိုမျိုးလုံးဝမဖြစ်ဘူး။နော်။ခိုင်းလဲခါသွားမယ်ကျွန်တော်ပြောတာ။တကယ်လူစိတ်ရှိတယ်ဆိုလို့ရှိရင်ယောက်ျားဆိုလို့ရှိရင်ယောက်ျားပေါ့။မိန်းမဆိုလို့ရှိရင်မိန်းမပေါ့။ဘာဖြစ်လို့ယောက်ျားမိန်းမဖြစ်ချင်နေရတယ်လဲ။အဲ့ဒါလူစိတ်မရှိလို့ပဲ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အရင်ကတည်းကကျွန်တော်ပြောချင်တာတစ်ခုရှိတယ်။ကိုအဆူတော်တယောက်မင်္ဂလေးချင်းချင်း ချစ်တဲ့အဆိုတော်မတယောက်နာမည်တော့မပြောတော့ဘူး။ဘာစိတ်ကူးပေါက်တယ်လဲ။မင်းကလေးလို့ပြီးတော့ state ပေါ်မှာယောက်ျားလိုလိုနဲ့ဘာလိုလိုနဲ့အဲ့လိုလို။မင်းကလေးဆိုမင်းကလေးလိုနေပါအပြားဆိုအပြားပေါ့။ဘာလဲယောက်ျားလိုဖြစ်ချင်တယ်။အီးအီးလည်းလုံနေတာ။အရင်တော့ကျွန်တော်အယမ်းကြိုက်တယ်။သူတချင်းဆိုတာလည်းယမ်းကောင်းပါလေ။ဒါပေမဲ့ तू ကယောက်ျားစိတ်ပေါက်ပြီးတော့ယောက်ျားလိုမင်းကလေးကိုချစ်သူကြီးစားထားတာဆိုတော့ဟော။သွားပြီလို့ ဲ့နေစားပြီးတော့သူ့တချင်းတနာမထောင်ချင်တော့စစ်ကြည့်အောင်ပြပြတိလာဒါပေမဲ့ဒီရွာကတော့ရှိလားမရှိလားတော့တမီမသိဘူးပေါ့နော်တမီတို့ရွာမှာဆိုလည်းရှိတယ်ဖန်အမလည်းရှိတယ်ရန်ကုန်မှာလည်းရှိတယ်အစုံပဲထိုင်းတွေမှာလည်းရှိတယ်အဒီအဒီကမိဘနှစ်ပါးနားလေဖို့ပဲပေါ့နော် အလိုမျိုးလေးပေါ့မိဘနှစ်ပါးခွလို့ရတော့ရပြီပေါ့လာပါပဲဖြစ်ရင်ဖောင်းရင်းမဆက်ဘူးစကားမပြောတော့ဒါမှဆိုင်တော့ရယ် ตูปาลมันเลยเฮ้ยมึงสิกเร์มึงก็เพิ่มสิการ์มึงก็มองเงินไปลูกไปลูกไเล้กเขาเ้ยเมื่อเมื่อจะจะมาจะอยู่ด้วยเกันไปนะเอาบุปเพแต่มีเปลือกกเมีหัดพี่แน่มิวตูมมองมูอะกูตเที่นี่ดาวว่าไม่ได้งูเลยนะตัว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 ยาวตัวไปไล่ไล่พูดยาวเถอะตัวปอปอไล่ไอปอไล่ยี่ตัวงูเลยเว้ยตัวแสงเราเดียวกู သူကြောက်လို့ဖြစ်မှာဗောဖေဖေကြောက်တယ်ဆိုတာအဖေနဲ့အမေကသူ့ကိုလက်မခံမှာကြောက်လို့ဗောသူဒီလိုဖြစ်တယ်ဆိုတာအဖေအမေတို့ကလက်မခံမှာဆိုလို့သူကမဆက်တွေ့ကဲဖီဒိုရအလောက်ပါပဲနောက်ဆုံးနေနဲ့ကျွန်တော်ပြောမယ်အခုလိုမျိုးဖြစ်ရတယ်ဖြစ်လာတာကကျွန်တော်တို့ရှေ့ရှေ့ဆောင်ဗောနော်ရှေ့ဆောင်လမ်းပြတဲ့ကျွန်တော်တို့စီနီယာတွေ model တချို့ model တွေပေါ့နော်တချို့မင်းသားမင်းသမီးတွေ တချို့ဆယ်လေးဒီပေါ့နော်သူတို့ကလမ်းပြမှုမမာတဲ့ခါကျတော့ဒီဒီနောက်မှာလိုက်လာတာနော်ဒီနောက်မှာလိုက်လာကြတော့အော်သူတို့လည်းအဲ့လိုဖြစ်တာပဲဆိုပြီးတော့ဒီနောက်မှာလိုက်လာကြတယ်ဆိုတော့အခုဒီဒီအချောင်းမှလည်းပြောတာပဲလေရန်ကုန်မှာလည်းရှိတယ်ဟိုမှာလည်းရှိတယ်ဒီမှာလည်းရှိတယ်ဒါမျိုးတော့အာရှိလာပြီပေါ့နော်အများကြီးဒါကကောင်းတဲ့ဟာမဟုတ်ဘူးနော်ကောင်းတဲ့ဟာမဟုတ်ဘူး ကောင်းတဲ့အရာတစ်ခု မရှိသေးတာကိုရှိစေတာမရှိသေးတာကိုကိုကတီထွင် ဖန်သေးတာက အရာဝမ်းတာဖို့ကောင်းတယ်အရာချီးကျူးဖို့ကောင်းတယ်နော်မရှိသေးတာကိုဖန်သေးပြီးတော့အရာကောင်းတဲ့အရာတစ်ခုကိုဖြစ်လာမယ်ဆိုလို့ရှင် အရာမဲချီးကျူးဖို့ကောင်းတယ်ဒါပေမဲ့အမင်းတို့လုပ်တဲ့ဟာက မဖြစ်သေးတာမရှိသေးတာကို ဖြစ်ထွင်းအောင်ထွင်းကားအောင်လုပ်ပြီးတော့ဒါပေမဲ့ဒီအရာကောင်းလား မကောင်းဘူးဒီအရာက လုံးဝမကောင်းဘူးဘာသာရေးနဲ့လည်းအဆင်မပြေဘူးလူမှုရေးနဲ့လည်းအဆင်မပြေဘူးနော်ဒီအရာကလုံးဝကျွန်တော် support မပေးဘူးလုံးဝပဲကျွန်တော်လုံးဝပဲလုံးဝကျွန်တော် support မပေးဘူးခုခေတ်လူငယ်တွေနော် ကိုအမေကမွေးတုန်းကယောက်ျားဆိုလို့ရှိရင်ယောက်ျားစိတ်ထားပါယောက်ျားနဲ့ပေါင်းပါယောက်ျားလိုနေပါ မင်းကလေးဆိုလို့ရှိရင်မင်းကလေးလိုနေပါမင်းကလေးနဲ့ပေါင်းပါ เนาะကိုယ့်ရဲ့ဖြစ်တည်မှုကိုကိုကကိုကဝင်ခံရရမယ်ကိုကတာဝန်ကျအောင်နေရမယ်အခုဒီဟာတွေကသူတို့ရဲ့ဖြစ်တည်မှုကိုတာဝန်မယူနိုင်တယ်လို့ဖြစ်သွားတယ်သူတို့ရဲ့ဖြစ်တည်မှုတစ်ခုကို မကြိုက်တယ်လို့ဖြစ်သွားတယ်အဲ့ဒါကခမရတို့ ကျွန်တော်တို့ယူလို့ရတဲ့ဟာမဟုတ်အဖေမိလည်းလွတ်လို့ရတဲ့ဟာမဟုတ်ကျွန်မကျွန်တော်ကလေးယောက်ျားလေးလိုချင်နေဆိုပြီးတော့ယောက်ျားဖြစ်အောင်ဆိုပြီးတော့ကျွန်တော်တို့လုံးလို့ရတာမဟုတ်ဘူး နော်မင်္ဂလေးဖြစ်အောင်ဆိုပြီးတော့မင်္ဂလေးဖြစ်အောင်ဆိုပြီးတော့ကျွန်တော်တို့ကမင်္ဂလေးဖြစ်ပါစေဆိုပြီးတော့လှုပ်လို့ရတာမဟုတ်ဘူးအဲ့ဒါကြောင့်မို့ကိုကမင်္ဂလေးအဖြစ် ကိုကယောက်ျားအဖြစ် ဖွာလာတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဖြစ်တည်မှုကိုရင်ဆိုင်ရရမယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်က personally ကျွန်တော်တိုက်ခိုက်တာမဟုတ်ဘဲနဲ့သူတို့ရဲ့လှုပ်ဆောင်မှုတစ်ခုကိုမာယွန်းနေတယ်လို့ကျွန်တော်တိုက်ခိုက်နေတာဖြစ်တယ် ခမားဒီစီးစိမ်ဥစ္စာချမ်းသာမှုကိုလိုချင်လို့အချောက်လို့မယ်ဆိုလို့ရှင်တော့ခမားတဘောပေါ့ဒါပေမဲ့ဒီဟာကိုလှုပ်ချင်အဖြစ်ခမားဘယ်လိုဖြစ်သွားမလဲနောက်ဆက်သွဲလုံးဝမကောင်းဘူးเนาะကျွန်တော်အဲ့လိုပဲပြောချင်တယ်နောက်ဆုံးတစ်ခုကျွန်တော်ပြောချင်တာပါလဲဆိုတော့အယံနာမင်ကြီးတဲ့ဆိုတော့ pop ဆိုတော့ pop king လို့လည်းပြောလို့ရတဲ့ Michael Jackson ပေါ့เนาะ Michael Jackson ဆိုလို့ရှိရင်ကျွန်တော်တို့မသိတယ်လို့မရှိဘူးကလေးလေးတောင်မှသိတယ်သူဆိုလို့ရှိရင် လူမဲ့ အမဲမျိုးကနေဆင်းလာတာဒါမဲ့သူနာမည်ကြီးလာတော့သူလူဖြူဖြစ်ချင်တယ်လူဖြူဖြစ်ချင်တော့ဘာဘာလို့သွားလဲဆိုတော့သူ့ရဲ့သူ့မှာရှိတဲ့သူ့ရဲ့တရေတွေအကြီးခွန်းတွေနော်သူ့ရဲ့စီစဉ်ဥစ္စာနဲ့ပတ်စံချမ်းသာမှုနဲ့သူ့ရဲ့အကြီးခွန်းတွေတရေတွေကိုလဲပလိုက်တယ်နော်လဲပလိုက်တာပေါ့လဲတဲ့ခါကျတော့နောက်ဘာဖြစ်သွားလဲဆိုတော့သူကလူဖြူဖြစ်သွားတယ်သူကအသားအသားမဲတာမကြိုက်ဘူးလေဆိုတော့ အဖြူဖြစ်သွားတဲ့ခါကျတော့သူဘယ်လိုဖြစ်သွားလဲမကြဘူးเนาะသူ့ရဲ့အရေခုနေကအကုန်လုံးယောဂတွေဖြစ်လာတယ်ယောဂတွေဖြစ်လာပြီးတော့သူကခဏလေးပဲသူစုံသွားတယ်သူ့ရဲ့စီးစိမ်သူ့ရဲ့ချမ်းသာမှုကိုတော့သူကောင်းကောင်းမစားနိုင်ခဲ့ဘူးเนาะမတုံးနိုင်ခဲ့မဖြုံးနိုင်ခဲ့ဘူးအခုဆိုလို့ရှိရင်သူ့တချင်းနေเนาะအရန်ပေါက်နေစေပဲဒါပေမဲ့သူမရှိတော့သူငငယ်ရွယ်ရွယ်နဲ့စုံသွားတယ် ကျွန်တော်ပြောချင်တာဗာလဲဆိုတော့ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုကိုကိုကဘယ်လိုပုံစံနဲ့ကျွန်တော်မွေးဖွားလာတာလဲနော်ဘုရားကကျွန်တော်တို့ကိုဘယ်လိုပုံစံနဲ့မွေးဖွားခိုင်းတာလဲယောက်ျားလားမိန်းမလားအဖြူလားအမေလားဘုရားပေးတယ်လို့ကျွန်တော်တို့ပြောရမှဆိုလို့ကံကြမ္မာပေါ့နော်ကျွန်တော်တို့ကမိန်းကလေးဖြစ်မွေးလာတယ်ဆိုလို့ရှင်မိန်းကလေးလိုနေပါယောက်ျားဖြစ်မွေးလာတယ်ဆိုလို့ရှင်ယောက်ျားလိုနေပါအဲ့ဒါဆိုလို့ရှင်ကျွန်တော်တို့အကောင်ဆုံးဘဝ တက်တာကိုရရှိလိမ့်မယ်နော်အဲ့ဒါလေးကကျွန်တော်စေတနာနဲ့ပြောတာပေါ့နော်ကျွန်တော်ကိုနားလည်မှုလွဲသွားရင်လည်းကျွန်တော်မတက်နိုင်ဘူးအဲ့ဒါကျွန်တော်စေတနာအစ်စ်နဲ့ကျွန်တော်ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဗီဒီယိုတော့အဲ့လောက်လည်းပဲကျွန်တော်ရပ်တမ်းမယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆုံတွေ့ကြတာပေါ့ကွာဘိုင်ဘိုင်